င်္ဂလာပါရှင်အခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွှတ်ဌာန Radio NUG စီစဉ်နေပြီးလိုက်ရအတံတွေပြနေပါပြီမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတဘာဝဘေးဆင်းရနာရှင်ဘေးတို့မှာခင်ဝင်ပြီး ကိုစိတ်နှပြစမ်းမချမ်းသာဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ။ မင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ Radio NUG ရဲ့ညပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG ပြည်တွင်းသတင်းများကိုຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါဒေါ်လန်ဤအောင်မြင်တဲ့အထိမိဘအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ဇကိုင်း PDF ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်ဇကိုင်းဒေသလွတ်မြောက်ရေးကနေပြည်တော်စု လွတ်မြောက်ရေးအထိချီတက်မယ်လို့ရည်မှန်းထားတဲ့စကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စကိုင်း PDF ကတော်လိုင်းအောင်မြင်တဲ့အထိမိဘအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါရီလက်ရှိအချိန် တော်လိုင်းအင်အားစုတွေအလုံးအတွက်အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့်စစ်အာဏာရှင်စနစ်ကိုတွန်းလှန်နေတဲ့မိဘအဖွဲ့အစည်းတွေနဲ့အတူတော်လိုင်းအောင်မြင်တဲ့အထိချီတက်သွားမယ်အကြောင်းစကိုင်း PDF ကပြည်သူလူထုကိုအသိပေးပြောကြားလိုက်တာဖြစ်ပါရီ စကိုင်း PDF ဟာအခုလာဇန်းပိုင်းကပဲမာမိတ်ပူပေါင်းအဖွဲ့တွေနဲ့အတူ6ဦးမြို့နယ်တွေကမုံရွာမန္တလေးပခုတ်ကူလမ်းစုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နေရာကိုတိုက်ခိုက်ခဲ့တာရှိပြီးတော့စစ်သား9ဦးတိဆုံးသွားအောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ အကြံပေးစစ်တဲ့ဟာသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေပြီးတော့အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားပြီးတော့နေစဉ်နဲ့အမျှလေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက်ပြည်သူလူထုအနေနဲ့စစ်ရေးအသည့်စစ်ရေးတတိနဲ့ဂရုစိုက်နေထိုင်ကြဖို့လေဇက်ကိုင်း PDF ကတိုက်တွန်းလို့ဆိုထားပါရခင်ဗျာ ဆက်လက်ပြီးတော့ရင်းနသာရဲကင်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်မှုမှာစစ်သား9ဦးသေပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်2ဦးတိုင်းပြည်အတွက်အသက်ပေးလူခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မကွေတိုင်းတရက်ခိုင်ကံမမြို့နယ်မှာရှိတဲ့ရင်းနသာရဲကင်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်2ဦးတိုင်းပြည်အတွက်အသက်ပေးလူခဲ့ရတယ်လို့တရက်ခိုင်အမှတ်လေးတက်ရင်ကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ဒေသအတွင်းအချက်အချာကြတဲ့တရက်ခရိုင်ကံမမြို့နယ်တရက်ကံမလမ်းပိုင်းကရေနသာကြီးရွာမှာတုံးပွင့်ဘူဦးဆောင်ပြီးတော့အင်အား30ခန်းနဲ့စီယိုအထက်ထက်ကပြီးအုတ်ဘန်ကာတွေနဲ့အခိုင်အမာတက်ဆွဲထားတဲ့ရေနသာရေကင်းစခန်းကိုအပိသက်တိမ့်ပိုက်ထိန်းချုပ်နိုင်ဖို့မနေ့ကနိုဝင်ဘာလ6ရက်နေ့မနက်6နာရီကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်အပြန်လန်ပြစ်ခတ်မှုတွေကြောင့်တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့တိုက်ပွဲကြာချိန်2နာရီခွဲကကြာမြင့်ခဲ့တယ်လို့လည်းအသိပေးထားပါရယ် ရန်သူဗန်က6ခုရှိတဲ့အနက်မှာ4ခုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့ဂျန်နဲ2ခုကိုဆက်လက်တိမ့်ပိုက်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့မြေပြင်အခြေအနေအရ ထိုးစစ်စင်နာကိုရပ်နားပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့တရက်ခရံအမှတ်လေးတက်ရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီတိုက်ပွဲမှာအကြံဘက်စစ်တပ်ဘက်ကစစ်သား9ဦးသေဆုံးပြီးတော့ဒဏ်ရာရသူတွေလည်းများတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရံစစ်ဌာနတရက်ခရံအမှတ်လေးတက်ရင်ကရဲဘော်2ဦးတိုင်းပြည်နယ်လူမျိုးအတွက်မြင်းမြန်းစွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်ရင်းနှီးသားရဲကင်းစခန်းကိုထိုးစစ်စင်တိုက်ခိုက်ချိန်နဲ့တပြိုင်နက်တည်းမှာပဲ အကြံဖက်စစ်တပ်အတွက်အရေးပါတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာစက်နှစ်ကိုတရက်ခရံအမှတ်လေးတက်ရင်က122မမ short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရီဒီ short တိုက်တုံး၅လုံးအနက်၄လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့ကပ္ပစာစက်နှစ်စက်ရုံအတွင်ကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့်စက်ရုံအတွင်းမှာရှိတဲ့အကြံဖက်စစ်သားတွေကလက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တာကြောင့်တရက်မျိုးနဲ့ညောင်ပင်သာကြီးရွာအတွင်ကြားရောက်ပေါက်ကွဲပြီးတော့အပြစ်မဲ့အရက်သားတအူးရဲ့အိမ်ကိုထိမှန်ကအမျိုးသမီးတအူး ြင်းထန်ဒဏ်ရာရသွားတယ်လို့သိရပါပြီ။တရက်ခန့်အမှတ်လေးတက်ရင်ကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ကပ္ပစဆက်နှစ်ဆက်ယုံအတွင်ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့အတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်။အကြံပေးစစ်တပ်ဟာကပ္ပစဆက်နှစ်နဲ့ကံမမျိုးမှာရှိတဲ့စစ်သားအင်အားတွေနဲ့ပြန်လည်စုဖွဲ့ပြီးတော့ရေနဒါရေကင်းစခန်းကလက်ကျန်စကမအဖွဲ့ဝင်တွေကိုစစ်ကူပေးကယ်ထုတ်နိုင်ရေးအတွက်ဂုံလန်းရေလန်းအုံပြုပြီးတော့ကံမမျိုးနယ်တွေက ပဇင်းနှိမ့်ကြေးရွာနဲ့အုတ်ပုံကြေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသကြီးပြည်သူပိုင်အိမ်တွေ ထိမှန်ပြီးတော့မီးလောင်ပျက်စီးတာတွေရှိတယ်လို့အပြစ်မဲ့အရသာပြည်သူအမျိုးသမီး၃ဦးဒဏ်ရာရခဲ့ရမှာတဦးကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။ဒါအပြင်ဖက်စစ်အကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာသုံးပြီးတော့လေကြောင်းကနေပစ်ခတ်ခဲ့တာကြောင့်ကံမမြုံနေတဲ့ကစုံကုန်းကျေးရွာနဲ့တင်ငုတ်တထောင်ကျေးရွာအနီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက်တရက်ကံမလမ်းပိုင်းကအေးပါတဲ့တရားဒဇင်ပျက်စီးခဲ့တယ်လို့လည်းတရက်ခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိစစ်ရေးအခြေအနေတင်းမာနေစေဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေသ တွင်ခရီးသွားလာတာမျိုးမလုံးတင့်သေးဘူးလို့အတိပေးထားပါရခင်ဗျာ ဆက်လက်ပြီးတော့ဘူတလီမြို့နယ်တဲဝင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား6ဦးသေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဘူတလီမြို့နယ်တဲကိုဝင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေသွားတယ်လို့ဒေသစီတရင်ရင်မြစ်တွေကပြောပါရီ။မုံရွာနာမခကာကင်းအဖြစ်အထိုင်ချတပ်ဆွေးနေတဲ့ဘူတလီမြို့နယ်0ရွာကနေအင်အား80ကန်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကို ပူကုံးလန်ခွေအနီးမှာမုံရခရိုင်ပကဖအထူးတိုက်ခိုက်ရေးလက်ယုံတပ်ဖွဲ့ချင်းတွင်း brothers အဖွဲ့ကနိုဝင်ဘာလ10ရက်နေ့မနက်၈နာရီခန့်ကပရိသာရှေ့ထွက်မိုင်းတွေနဲ့စီးကျူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရီအရိစစ်ကြောင်းကိုချင်းတွင်း brothers အဖွဲ့နဲ့မိဘတော်လည်တက်တွေကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာမိနစ်40ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကအထိနာသွားတဲ့အတွက်စစ်ကြောင်းဆက်မထိုးနိုင်တော့ပဲ0ရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့အသိပေးထားပါရီနိုဝင်ဘာလ9ရက်နေ့နေ့လယ်တနာရီကျော် ောအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပူကုံလန်ကွဲဘက်စစ်ကြောင်းထိုးဖို့ထွက်လာတာကိုမုံရွာခရိုင်ပါကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ Children Brothers ကဥဆောင်ပြီးတော့လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ရမှာလေစစ်သား6ဦးတည်ပြီးတော့ဒဏ်ရာရသူများသွားတဲ့အတွက်ဇီရိုရွာကိုစုခွာသွားတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကပြောပြထားပါတယ်စုခွာသွားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကသူတို့တက်ဆွေးထားတဲ့အထိုင်စခန်းအထိလက်နက်ကြီးတွေနဲ့လိုင်းလံတိုက်ခိုက်ခဲ့တာရှိပြီးတော့ထိခိုက်တိုက်ဆုံမှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ် ဒီတိုက်ခိုက်မှုတွေကိုမုံရော်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ Children Brothers ကဥဆောင်ပြီးတော့မုံရော်ခရိုင်အမှတ်၁၄တပ်ရင်း Butalin Defense Force, Bandula Defense Force, Federal Democratic Force, Burma Army, Bulacock အဖွဲ့ Snipe Rangers Force local pdf အဖွဲ့တောင်းပြောက်ကြားအဖွဲ့အုတ်ကြီးနေအဖွဲ့နင်ဂျာအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်တာဖြစ်ပါတယ်တော်လိုင်းအဖွဲ့ ဗန်ဒူးစစ်တပ်ရဲ့နေမြေရှင်းလင်းရေးရည်မှန်းချက်ကိုဟန့်တားနိုင်ခဲ့ပြီးတော့ဘူတလင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုအောင်မြင်စွာကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းမှာလဲတော်လိုင်းအင်အားစုတွေဘက်ကအထီးအခိုက်အကြဆုံးမရှိဘူးလို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စစ်တောင်းမြင့်အတွင်သွာလာနေတဲ့ရေရင်တွေကိုဘကိုးခိရိုင်ပကဖရှောင်းတခင်စစ်ဆေးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဘကိုးခိရိုင်ပကဖရဲဘော်ရီဟာအခုနှစ်အောက်တိုဘာလကစပြီးတော့စစ်တောင်းမြင့်အတွင်ဖြတ်တန်းမောင်းနေနေတဲ့ကုန်တင်ခရီးသည်တင်ဆက်လီတွေအပါအဝင်ငါးပန်းလီတွေတဲတင်လီတွေနဲ့ ဝါဖောင်တွေကိုရှောင်းတခင်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ထုတ်ပြန်လာပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကစစ်တောင်းမြစ်ကိုအသုံးပြုပြီးတော့စီရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့သတင်းရတဲ့အတွက်ကြောင့်ရှောင်းတခင်စစ်ဆေးမှုတွေလုပ်နေတာလို့ဆိုပါတယ်။ပဲခူးခရိုင်နယ်နိမိတ်အတွင်းမှာရှိတဲ့စစ်တောင်းမြစ်ဝမ်းအတွင်းသွာလာနေတဲ့ရေရင်တွေအနေနဲ့ပဲခူးခရိုင်ပကဖရဲဘော်တွေရဲ့စုံစမ်းမေးမြန်းမှုတွေကို ကြည်ပြူစွာစစ်စည်းခံပေးဖို့လည်းမြစ်တာရက်ခံထားပါရယ်။စုံစမ်းစစ်စည်းချိန်မှာဘကိုးခရိုင်ပကဖရဲဘော်တွေကိုငွေပေးစရာမလိုလဲငွေတောင်းခံတာတွေရှိရင်ဘကိုးခရိုင်ပကဖကိုတိုင်ကြားနိုင်တယ်လို့လည်းအတိပေးထားပါရယ်။စုံစမ်းစစ်စည်းတာမခံဘဲနဲ့မောင်းပြေးတဲ့ဆက်လီတွေနဲ့လှော်ခတ်သွားတဲ့လှီတွေကိုတော့စစ်တပ်ဆက်လီအဖြစ်သတ်မှတ်ပြီးတော့ အပြစ်ပေးအရေးယူတာတွေလုတ်သွားမယ်လို့ပဲခူးခိုင်ပကဖကထုတ်ပြန်ကြေညာထားပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာမင်္ဂလာပါရှင် မနက်ဖြန်နိုဝင်ဘာလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေးတို့ဘက်မှာအရှိအရှိတောင်ဘက်ကလေဟာတနင်္သာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာစိတ်စိတ်ကနေနေရာအနှံပြမိုးရွာသွန်းနိုင်ပြီးပဲခူးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မန္တလေးတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာဆိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းကိုလည်းသတိပြုသင့်ပါတယ်။မြို့အခြေအနေကတော့စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာမြို့ထူတွေကြာဆင်းနိုင်ပါတယ်ရှင်။ဗီဒီယိုအန်ယူဂျီသောရဆင်မြောက်များခုတကားတော်လိုင်းကြပြားစီစဉ်မှာအီနီမင်းရေးဖွဲ့ထားပြီးလှုပ်လက်တွေဦးခန်းစားရွတ်ဖတ်ထားတဲ့ ဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတဲ့တော်လိုင်းကပြားကိုခန်းစားနားဆင်ကြရမှာဖြစ်ပါလိမ့်ခင်ဗျာဗုဒ္ဓံတရဏံဂစ္ဆာမိဝုံငနဲ့ပောက်ကွဲတာနဲ့တူအပိုင်းစရီလွင့်စင်သွားတယ်အသက်တချို့ရုပ်တုတချို့အိုးဗုဒ္ဓံတရဏံကိသမီ အောက်ဆီဂျင်မလုံလောက်တဲ့အခန်းထဲစာအန်တန်တွေဟာအသက်ရှူကျလွန်းနေမထွေးကိုကြီးဘာလို့ဝိုင်းနေကြပါလဲ။အိုးဗုဒ္ဓံတရဏံကိသမီညူစစ်ကဝိုင်းတစ်ခွက်လိုဝှက်လစ်စလစ်အပြိုစင်လေးလိုစိတ်ကိုမူးယစ်စေတယ်။လက်တွေလေထဲလွန့်ကုန်ပြီ။အိုးဗုဒ္ဓံ တရဏံကိသမိနိုင်ငံတော်ဟာအသက်ဟာတဲအိမ်ကလေးဟာလောင်မိကြနေတယ်ဘယ်ကူကြည့်ကြည့်အသက်ကိုလူဥတ္တဟူပြေးသွားနေတဲ့လူအုပ်ကြီးအိုးဗုဒ္ဓံတရဏံကိသမိတိတကိုဘဂဝါနဲ့ပေါင်းကြည့်တဲ့အခါ အယိုးဆွေးနေတဲ့ရှေးရိုးတွေကောင်းထောင်လာကြတယ်။အရှိမဥကောင်းတော်ပြတ်နေတဲ့ရုတ်တုကြီးကပြုံးလို့ရည်လို့အိုးဗုဒ္ဓံတရဏံကိသမီ ူဂျီမှဆက်လက်တမ်းတွင်နေပါတယ်။ခုတစ်ခါမြန်မာနွေခရိုနီကယ်နိုဝင်ဘာ6မြင်ကွင်းဖြစ်တဲ့အမှုပညာရှင်တွေကိုအတင်းအကျပ်ဖိအားပေးနေတဲ့အာနာသိန်းစစ်တပ်မိုးကုံမြို့ရဲ့ကံကြမ်းဆိုတဲ့မိုးမခဆောင်းပါကိုပူပူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။မြန်မာနေဦးခရိုနီကယ်နိုဝင်ဘာလ6ရက်နေ့မြင်ကွင်းအမှုပညာရှင်တွေကို အတင်းကျပ်ဖိအားပေးနေတဲ့အာနာသိန်းစစ်တပ်မိုးကုံမြို့ရဲ့ကံကြမ်းမှာ အာနာသိစစ်တပ်ဟာမကြခင်ကျင်းပမဲ့၎င်းတို့ရဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်တဲ့ဇလန်တွေထုတ်လို့ရမှာအမှုပညာရှင်တွေအားလုံးပူးပေါင်းပါဝင်ရမယ်မပါဝင်တဲ့သူကိုအေးအေးယူမယ်ဆိုတဲ့ချိန်ချမှုတွေမကြသေးတဲ့သတင်းပတ်တွေကသတင်းထွက်ပေါ်လာပြီးနောက်နမဲကြီးရုပ်ရှင်တရုတ်ဆောင်ဖွေးဖွေးကိုဖန်ဆီးလိုက်တဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်ရုပ်ရှင်တရုတ်ဆောင်ဖွေးဖွေးကို၎င်းရုပ်ရှင်ရိုက်ကူးနေတဲ့ခီးစဉ်အတွင်ပြည်ဦးလေမျိုးမှာနိုဝင်ဘာလ6ရက်နေ့ကဖမ်းဆီးသွားတာလို့ညဘက်မှာသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဖမ်းဆီးပြီးနောက်ဥပဒေပုံမှားတစ်ခုခုတက်ပြီးတရားစွဲဆိုမှလားဖိအားပေးပြီးရုတ်တံဇလန်းတွေမှာပါဝင်ဖို့ဖိအားပေးသဘောတူစီပြီးပြန်လွတ်မှလားဆိုတာရှင်းရှင်းလင်းလင်းမသိရှိရသေးတဲ့အနေအထားလေးဖြစ်ပါတယ်။မတားသေးခင်ကပေါ်ထွက်လာတဲ့တရင်ချက်လက်တချို့အရအနာသိစ်အစိုးရရဲ့ပြန်ကြားရေးဝန်ကြီးဌာနကရုပ်ရှင်တွေပဲနဲ့တက်ဆိုင်နေညွှန်ထုတ်ကရွေးကောက်ပွဲဝါရပြန်ဇလန်းတွေရိုက်ကူးရမှာနာမည်ကြီးအမှုပညာရှင် အားလုံးပါဝင်ရမှာဖြစ်ပြီးမပါဝင်လို့တဲ့သူ ငင်းဆန်တဲ့သူတွေကိုအရေးယူသွားမယ်လို့အော်တိုဘာလ30ရက်နေ့ကရုပ်ရှင်လောကသားတွေနဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့တဲ့ကြောင်းသတင်းတွေမှာဖော်ပြထားကြတာဖြစ်ပါတယ်။ပြန်ကြားရေးဌာနကညွှန်ကြုံဖြစ်သူကအဆိုပါတွေ့ဆုံပွဲမှာချင်းချောက်ပြောဆိုခဲ့တဲ့အတုံးနှုံးရဆို2021ခုနှစ်ဆရာနာသိန်းခါစာလူလူဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီးလူငယ်ခွင့်နဲ့လွတ်လာတဲ့နမဲကြီးတယောက်ဆောင်အမှုပညာရှင်တွေကိုအဓိကရည်ညွှန်းလိုတဲ့သဘောလိုလဲသတင်းတွေမှာဖော်ပြထားတာဖြစ်ပါတယ်။ အနေဆုံးရွေးကောက်ပွဲကမ်ပိန်းစာသားတွေကိုတယောက်ချင်းစီရွတ်ဆိုရိုက်ခုပြီးထုတ်လွှင့်မှုအတွက်အမှုပညာရှင်တိုင်းမဖြစ်မနေပါဝင်ရမယ်သဘောမျိုးလို့လဲဆိုပါတယ်။ပေါ်ပြပါသတင်းတွေပေါ်ထွက်လာပြီးနောက်ရဲအနေငယ်တွင် ရုပ်ရှင်သရုပ်ဆောင်ဖူဖီဖန်စီခံရတဲ့ဆိုတဲ့သတင်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ DPM အတိုင်းခင်ရုပ်ရှင်နယ်ပယ်တွေကဒါရိုက်တာတွေနဲ့သရုပ်ဆောင်အချို့လည်းမကြခင်ကထုတ်လွှင့်ခဲ့တဲ့ရွေးကောက်ပွဲဝါရဖြန့်ဇလန်တူကိုဝေဖန်ကြတဲ့ social media post တွေမှာ like ပေးတာ ၊တွေဝိုက်ပြီးဝေဖန်ရေးသားတဲ့စာသားတချို့ကြောင့်ဇက်တိုက်ဆိုသလိုဖမ်းဆီးခံခဲ့ရပြီးပြီးခဲ့တဲ့ဇူလိုင်လကုန်ကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူခြင်းခံထားကြရတာဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြန်ရမှာရုပ်ရှင်တယောက်ဆောင်အမှုပညာရှင်တွေကိုဖိအားပေးတာ၊ချိန်ချောက်တာ၊ဖမ်းဆီးတာတွေကအနာသိစစ်တပ်အနေနဲ့၎င်းရဲ့အာဏာကိုအပြင်းထန်ဆုံးအသုံးချလိုက်တာဖြစ်ပြီးစီယုံရဲ့နီးနာလုံးဝမပါတဲ့အတင်းအကျပ်အမိန့်ပေးစေခိုင်းတဲ့သဘော ဖန်စီထောင်ကြခံမလားဒါမှမဟုတ် ဝါရဖြန့်ရုပ်တံဝါရဖြန့်စာသားတွေကိုထုတ်လို့မလားဆိုရဲရွေးချယ်စရာနီလာနှစ်ခုအနက်တစ်ခုကိုမဖြစ်မနေရွေးချယ်ခိုင်းတဲ့သဘောလည်းဖြစ်ပါတယ်။အမှုပညာနယ်ပယ်ကသူတွေအနေနဲ့အာနာသိန်းစစ်တပ်ကို၎င်းတို့ဆန္ဒအရထောက်ခံသူတချို့လည်းငကိုကလေးကရှိနေပြီးအများပြားကလည်းကြားနေတဲ့ယက်တီချက်တို့မဟုတ်ဆရာနာရှင်စနစ်ကိုထောက်ခံခြင်းမပြုတဲ့ယက်တီချက်ရှိတာဖြစ်ပါတယ်။2021ခုနှစ်ဆရာနာသိန်းခါစာဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့ နမဲကြီးတယုတ်ဆောင်တဲ့အစိုးရများပြားအဲ့ဒီအချိန်ကဖမ်းဆီးခံခဲ့ကြပြီးထောင်တန်းအပြစ်ပေးခံခဲ့ရတာတချို့လဲနှစ်ပေါက်တဲ့အထိအတင်းတောင်နဲ့နေခဲ့ကြရတာဖြစ်ပါတယ်။ပြည်တည်ဦးအင်ဒရာကျော်စင်ပိုင်တကွန်ပူပူအဆရှိတဲ့သူတွေဖမ်းဆီးထောင်ချခံရပြီးကာလာတစ်ခုကြာမှလွတ်ငင်းခွင့် ပြစ်ဒဏ်လျှော့ဖို့ခွင့်နဲ့ပြန်လွတ်လာခဲ့ကြရတာဖြစ်ပါတယ်။အနာဒိစစ်တပ်ရဲ့လက်တလောလောက်ရဟာ၎င်းတို့အနေနဲ့ရွေးကောက်ပွဲအခင်းကျင်းမှာ အမှုပညာရှင်တွေကိုပြစ်မှတ်ထားချင်းချောက်ပြီးတယောက်ချင်းစီစစ်ကလက်နက်ချမလားအတင်းကြခံမလားဆိုတဲ့အနေအထားထိရောက်အောင်လှုံ့ဆော်လိုက်တဲ့လောက်ရက်တခုလို့ဆိုရင်မှားမယ်မထင်ပါဘူး။ကြားနေတဲ့ရက်တီချက်ရှိသူတွေကိုပါရန်သူဖြစ်အောင်တွန်းပို့လိုက်တဲ့လှုံ့ဆော်မှုတခုလို့လဲဆိုနိုင်ပါလိမ့်မယ်။စစ်တပ်အနေနဲ့မြန်မာနိုင်ငံဒေသအချို့မှာစီအေးရပြန်လဲကောင်းထောင်လာနိုင်တဲ့အနေအထားစစ်ရှုံးတော့မလားဆိုတဲ့၆ကမ်းပါအခြေအနေကနေပြန်ပြီးဥလှည်လာနိုင်တဲ့နောက် အနုပညာနယ်ပယ်ကသူတွေအပေါ်အမိတ်အာနာအစွမ်းကုန်သုံးဖိနှိပ်လိုက်တဲ့လုပ်ရက်တစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့ပို့နောက်အကြောင်းအရာတစ်ခုကတော့ TNLA တက်တွေခုလမကုန်ခင်မှာစောက်ခွာပေးဖို့သဘောတူထားတဲ့မိုးကုတ်မိုးမိတ်မြို့ကန်ချမှာမြန်မာနိုင်ငံလေပိုင်းက PDF တပ်ဖွဲ့ရဲ့ဆုံးဖြတ်ရခတ်ခဲတဲ့အခြေအနေအဆိုပါမျိုးနှစ်မျိုးကမြို့ခံတွေအဖို့မြို့သိမ်းတိုက်ပွဲတွေနောက်တကြောကြာရောက်ပြီးအသက်ဆုံးရှုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေရင်ဆိုင်ကြအောင်မလားဆိုတော့စိုးရိမ်မှုစသဖြင့်ရောရှက်နေတဲ့အခြေအနေတွေဖြစ်ပါတယ်။ နိုဝင်ဘာလ6ရက်နေ့ညမှာဘိုးကုံမြို့ခံတွေကတန်ပုံ TV တရုတ်ရဲ့ဂျောင်းဝင်စော့ဖတ်မှုကိုရှုံချတာနဲ့စစ်တပ်ပြန်ဝင်လာမှာကိုမလို့လားကြောင်းထုတ်ဖော်ကြတယ်လို့မိုးကုံမြို့က BDF တပ်ဖွဲ့ခေါင်းဆောင်တချို့ကဗီဒီယိုဖိုင်စာသားတွေတင်ထားကြတာဖြစ်ပါတယ်။မိုးကုံမြို့ခံတွေအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းမခံစားချင်သလိုစစ်တပ်ကပြန်ဝင်လာပြီးအုပ်ချုပ်မှာကိုလည်းမလို့လားကြပါဘူး။ဒါပေမဲ့မြို့ခံတွေရဲ့ဆန္ဒပြေဝဖို့မလွယ်ကူတဲ့အခြေအနေမျိုးမှာရှိနေတာဖြစ်ပါတယ်။ TNLA စုခွာဖို့နှစ်ဖက်သဘောတူထားတဲ့ရဲကြော်လွန်တဲ့အခါမှာအာနာသိန်းစစ်တပ်အနေနဲ့မြို့ကိုဝင်ရောက်ဖို့ထိုးစစ်ဆင်မှာရည်ကြီးလက်ခံမလွဲအနေအထားဖြစ်ပါတယ်။တစ်တုံများနှစ်ကုန်စစ်စင်ရေးကာလနဲ့မြို့ကိုထိန်းချုပ်ထားတဲ့တနစ်ကျော်ကာလမှာ TNLA တပ်ဖွဲ့နဲ့ပူးပေါင်းလှုပ်ရှားခဲ့တဲ့ PTF တပ်ဖွဲ့တွေအနေနဲ့မြို့ကိုကာကွယ်ဖို့ဆုံးဖြတ်ထားကြပေမယ့်လက်နက်အင်အားမဟာဗျူဟာစီအကူညီစတဲ့လက်တွေ့ကြတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ခိုင်မာတဲ့အခြေအနေတရက်တော့ရမထားတဲ့အနေအထားမျိုးဖြစ်နိုင်ပါတယ်။ စကိုင်းတိုင်းထဲမှာလှုပ်ရှားနေတဲ့ NUT ကုကဲမှုအောက်ကမဟုတ်တဲ့လွတ်နက်ကိုင်းတပ်ဖွဲ့တချို့လဲမိုးကုတ်ကိုပူပေါင်းကာကွယ်မယ်ဆိုတဲ့သတင်းပေါ်ထွက်နေပေမယ့်ရှင်းရှင်းလင်းလင်းတော့မရှိသေးတဲ့အနေအထားလဲဖြစ်ပါတယ်။မိုးမိတ်နဲ့မိုးကုတ်မျိုးနှစ်မျိုးအနက်ဗရမများတွင်တွေရှိတဲ့မိုးကုတ်မျိုးကိုကာကွယ်ဖို့ပူပြီးအာရုံစိုက်နေကြတာလဲဖြစ်ပါတယ်။ TNLA တပ်ဖွဲ့တွေမိုးကုတ်နဲ့မိုးမိတ်ကနေစုခွာဖို့သတင်းနှစ်ပတ်ကနေသုံးပတ်သာကြံတော့တဲ့အချိန်မှာမိုးကုတ်မျိုးကိုခုခံကာကွယ်မယ်ဆိုခဲ့ရင် အမှန်တကယ်လိုအပ်နေတာကပူးပေါင်းဆောင်ရွက်မှုစီးရီးမဟာဗျူဟာအစီအစဉ်တရသဘောတူညီမှုတရဖြစ်ပါတယ်။ခုခံကာကွယ်ဖို့ပြင်ဆင်နေကြတဲ့လက်နက်ကအဖွဲ့တွေအကြားဒါမှမဟုတ် NUG နဲ့ MOD နဲ့အခြားသောလက်နက်ကိုင်တပ်ဖွဲ့တွေအကြားရှိထားမထားတော့တိတိကျကျမပြောနိုင်သေးတဲ့အခြေအနေလေးဖြစ်ပါရဲ့ရှင်။ ဒီယံယူဂျီမှဆက်လက်တင်ပြနေပါတယ်။အခုတကာတော်လိုင်းကြပြာကိုပဲဆက်လက်ထုတ်လွှင့်တဲ့အခါမှာတော့ဖရီဇာရေးဖွဲ့ထားပြီးရန်တိုင်းမှခန်းစားရွတ်ဖတ်ထားတဲ့ဒီလန်းဆိုတဲ့တော်လိုင်းကြပြာကိုခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်။ဒီလန်းငါတို့တွေရွေးခဲ့တဲ့ဒီလန်းမကြီးညာချင်းလဲရှိရဲ့အနိုင်မြင့်အတက်ကြွေ ဒီရီလိုမာယာရီလဲများရဲ့ဘယ်လိုပဲကြွက်ောက်နေပါစေဒီလမ်းကိုစက်ခါရှောက်တနေ့တော့ရောက်ကိုရောက်ရမယ်ရင်းနေခဲ့တဲ့အချိန်တွေဟာဒီလမ်းအတွက်ချုံးမွေခြင်းတွေ ဖြစ်ပါစေရင်းနေခဲ့တဲ့လုံအားတွေဟာဒီလမ်းအတွက်ညီညွတ်ခြင်းတွေဖြစ်ပါစေဒါတွေဟာပေးဆက်မှုမဟုတ်ငါတို့ဘဝကို ပုံဖော်ထုတ်စစ်ခြင်းသား ပန်းတိုင်ကို ရောက်ရှိခြင်းမှာတစ္ဆာတရားစစ်စစ်တို့သာ အောင်ပါစေ။ Treeza ရီဗန်ယူဂျီမဆက်လက်တန်းလွင်နေပါတယ်။ ခုတကအပတ်စဉ်ထုတ်လွှင့်ပေးနေကြဖြစ်တဲ့ STB Podcast Friday အစီအစဉ်ကိုတော့ကိုပြည်သိမ်းမောင်နဲ့မတ်တန်ဝေကျော်တို့ကတင်ဆက်ပေးတော့မှာဖြစ်ပါလိမ့်ခင်ဗျာ။ Hello ကသိမ်းမောင်ရေ။ဟုတ်မတ်တန်ကြီးတတိရတယ်ဗျာ။အင်းဒါလေပတ်စံချီးမလို့လား။တဟင်းချီနေမကောင်းဘူးလား။ဟာမဦးမချုံမတ်တန်။မန်ယူကတည်ရီလေးပဲကြတာပါမရှုံးပါဘူး။ တကယ်တမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့တရင်ကြားရလို့တတိရတာပါဗျ။ဟာဘာတရင်လဲ။လောက်ပါအောင်။အကြီးကြီးတွေလာတော့မယ်တဲ့ဗျ။ဟုတ်မလား။အာကြီးတွေလည်းတော့ဘိုးချုပ်ကြီးတွေလားကာချုပ်ကြီးတွေလားတက်ချုပ်ကြီးတွေလား။ဟာအဲ့ဒီပေါမဝင်တဲ့စာကမတွေကိုပြောတာမဟုတ်ဘူး။ကျွန်တော်တို့တော်လည်ရေးဘက်ကလာပါဗျ။ဟင်းဒါဆိုရင်တော့မျော်လင့်ချက်ကြီးကြီးတွေပဲပေါ့။တိတ်ဟုတ်တာပေါ့ဗျာ။ ပြီးခဲ့တဲ့တနှစ်တာကာလအတွင်းဝဝင်ဇိုးတွေကိုအန်တုရင်ဆိုင်ပြီးပြားတုံရင်ပိုလန်တွေကိုဂယုတဆိုင်စုခဲ့ကြတယ်ဓမ္မဘတ်တော်သားတိုင်းရဲ့ဂျူပန်အာထုပ်မှုတွေအရာထင်စီတော့မဲ့အချိန်လို့ဆိုရမှာပဲဗျို့ SDB ရဲ့စိတ်လုံရှားစရာအခွင့်အရေးတွေဖြစ်တဲ့ Supreme Beast ကနေပိုလန်လဲလှယ်ဖို့ရာ SDB တုံကင်းတွေကို Airdrop ချပြီးတော့မဲ့အစီအစဉ်ကလည်းအစင်းသေးဖြစ်နေပြီဒီ SDB တုံကင်းတွေကိုအားလုံးပြောင်းလဲထားတဲ့ကမ္ဘာ crypto ဈေးကွက်ထဲမှာ စရင်ဝင်ဖြစ်ဖို့လက်စတီလုံအောင်မာဆိုတော့တကယ်မျော်လင့်ချက်အကြီးကြီးပေါ့ဗျာဟာဒါဆိုရင်တော့ဝမ်းတာစရာပဲကတိမောင်ကြီးဒါပေမဲ့ဝမ်းတာစရာနဲ့အတူသတိထားရမယ့်အကြောင်းလေးတွေလည်းရှိသတော့ဟုတ်လားဘာတွေသတိထားရမလဲမတန်ရင်လေးစမ်းပါဦးဗျဒီလိုအချိန်မှာ အထူးသတိထားရမှာကတော့လုံခြုံရေးပါပဲတော့ဝိကြီးစည်းကွက်ကိုကြားခန့်လူလိန်တွေကပိုးပြီးတော့ပြတ်မှတ်ထားတိုက်ခိုက်လာတတ်တာကြောင့် SGB ကနေမကြခဏပြောပြနေတယ် VPN အသုံးပြုဖို့အကောင့်လုံးကြောင့်ရေး 2FA နဲ့ RM အတုအလေးအညာကာဝယ်နည်းတွေကိုပြည်သူတိုင်းမပြက်မကွက်လိုက်နာဖို့လိုပါတယ်တော့အရာတော်ဟုတ်တယ်ဗျဒါတွေကိုစနစ်တကျလိုက်နာမှသာလုံခြုံစိတ်ချဘေးကင်းတော့မပေါ့တိတွန်နဲ့ SGB ကစီစဉ်ထားပါတယ်တော့ SGB ရဲ့မိဖက်ဖွဲ့စည်းဖြစ်တဲ့ Spring Institute of Fintech SIF ကနေ crypto နဲ့ fintech နည်းပညာဆိုင်ရာသင်တန်းစာတွေကိုအခမဲ့ workshop တွေပို့ချပေးနေပါတယ်။ဒီ workshop တွေမှာ live တက်ပြီးတော့သိလာနိုင်တဲ့ဆိုတော့ပညာအားနယ်ပါတော်လာရင်းနဲ့ကို့အနာဂတ်ကိုဥဆောင်နိုင်ပြီပေါ့။ဟုတ်ပါတယ်ဗျ။လုံးဂျုံကြီးပညာသင်ကြားရေးတွေနဲ့ SDB ရဲ့ Supreme Beast ကစားသူတွေရဲ့အနာဂတ်ကတော့တောက်ပါလို့နေပါပြီဗျာလုံးဂျုံကြီးအစီအမံတွေကိုလည်း SDB ကအစီအမဲတတိပေးနေတော့ အတိုင်းထက်အလွန်မဲပုံမှတ်တမ်းရေးဟုတ်ပါတယ်ကသိန်းမကြီး SDB နဲ့ Supreme Beach တို့ရဲ့အနာဂတ်ကတောက်ပနေပြီဆိုပေမဲ့ကသိန်းမရဲ့အနာဂတ်ကတော့နောက်တစ်ပတ် Man U ပွဲနဲ့သူမအပေါ်မှာပဲမူတည်အောင်ပါပဲမလားဟာအဲ့လူကြီးတော့မပြောသေးပါဘူးဗျာ Radio UNG သောတာရှင်များခင်ဗျာဒီကနေ့ကျရဲ့နောက်ဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့တော်လန်ရေးဒေဂီတာအစီအစဉ်မှာတော့ဆောင်းဦးလိုင်ရေးသားထားပြီးຫນွေဦးမော်တီးဆိုထားတဲ့မိုးကားရေးဆိုတဲ့တော်လန်ရေးတေးသချင်းကိုခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ င်မျောလင်းတလို့မဖြစ်ပေမဲ့အမြဲတမ်းရှုပ်ပေးနေတဲ့ငါကိုချင်နေပြီးဟာတိုင်လာအောင်မလားခန္ဓာရဲ့ရှိသောလူသားတယောက်ဖြစ်ခြင်းနဲ့တကယ်ဆိုရင်လူဘဝ သလောက်မဖြစ်ပေမဲ့အမြဲတမ်းရှုံပေနေတဲ့ငါကုန်ချနေပြီးဟာတိုင်လာအောင်မလားခဏရင်ရှိသောလူသားတယောက်ဖြစ်ချင်တယ်အကယ်ဆိုရင်လူဘဝ ြည်သူရေဒီယိုအန်ယူဂျီချစ်ခင်အားပေးသူများရှင်၂021ခုနှစ်ဩဂုတ်လကနေ၂၀25ခုနှစ်နိုဝင်ဘာလ9ရက်နေ့အထိနိုင်စင်ပြက်ကွက်မှုရှိတင်ဆက်ခဲ့တဲ့ရေဒီယိုအန်ယူဂျီအစီအစဉ်တွေကိုဘဏ္ဍာရေးအခက်အခဲအခြေအနေတွေကြောင့်ဒီနေ့ကစလို့ရန်နာလိုက်ပါပြီရှင်ပြည်သူများထံလေလိုင်းကနေတဆင့်တရင်အချက်လက်မျှဝေတင်ပြခြင်းရေဒီယိုတာဝန်တွေကိုကြေပြွန်ခဲ့ကြသလိုရှစ်ဒေါ်လာရေးခီးလမ်းမှာလည်းကျမတို့ CDN နေစေတနာဝန်ထမ်းတွေက ရောက်ရာကြာရာနေရာကနေဆက်လက်ပြီးတာဝန်ထမ်းဆောင်သွားမှာဖြစ်တဲ့အကြောင်းလေးစားစွာအသိပေးအပ်ပါတယ်။ຫນွေဦးတော်လိုင်းရဲ့အတူကျမတို့ຫນွေဦးစစ်တီရေဒီယိုအန်ယူဂျီအဖွဲ့သားများဆက်လက်ပြီးအတူတကွရှိနေပါမယ်ရှင်။ဖာ ိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ်။ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြမမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ VDMG ဖြစ်ပါရဲ့ရှင်။အရေးတော်ပုံအောင်ရပါမည်။